ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးခိုင်တိုက်ကြီးမြို့နယ်ရှိအိုင်ကလောင်လျှက်စစ်မြေတွင်လုပ်ငန်းမှစိုက်ပျိုးမြေဧက1161ဧကကိုဆိုလာစနစ်ဖြင့်ရေးပေးဝေလျက်ရှိပါသည်။တရင်ပြည်စုံကိုဆက်လက်တင်ပြပေးမှာဖြစ်ပါရရှင်။ဆိုင်ပြိုးရည်နှင့်မွေးမြူရည်လုပ်ငန်းများအတွက်အဓိကလိုအပ်သောရည်ကို ဖြည့်ဆည်းပေးနိုင်ရန်လျှက်စစ်ရည်တင်လုပ်ငန်းများကို နိုင်ငံတော်မှတိစောက်အကောင့်တွေပေါ်လေးရှိရာ အင်္ဂလောင်လျှက်စစ်မြေတင်စီမံကိန်းကို2000ခုနှစ်မှစတင်ခဲ့ပြီး 2004ခုနှစ်မှာရေကိုစတင်ပေးဝေတာဖြစ်ပါတယ်ဒီအင်္ဂလောင်မြေဒင်စီမံရေးတော့2000တခုနှစ်ကနေမှစတင်တည်ဆောက်ခဲ့ပါတယ်2004ခုနှစ်မှာစတင် ရေးပေးခဲ့ပြီးတော့မှာတော့တက်စင်တဲ့ပန်မော်တာတော့160 kW မော်တာနဲ့ဒဏ္ဍာရီ70ပတ်ပေါ့နော်အသုံးလုံးတော့132 kW မော်တာနဲ့ဒဏ္ဍာရီ70ပတ်အသုံးလုံးစုစုပေါင်းမော်တာ6လုံးတက်စင်ထားပါတယ်နော်ရေတင်စနစ်ကတော့ပုံလုံးတိုက်ပါ2023မှာတော့132 kW မော်တာနဲ့ပန့်ကို hybrid solar system ပေါ့တက်ဆင်ခဲ့ပါတယ် national grid ကမရတဲ့အချိန်မှာဒီပန့်နေနဲ့ ျွန်တော်မောင်းနေလို့ရပါဒီနှစ်မှာတော့ကျွန်တော်ဒါစပား950အကန့်နဲ့ရှာစင်းနဲ့660တက်ပေါ့နော်1100လောက်ဆိုလာနဲ့ National Grid ကနေတော့မောင်းနေခဲ့ပါဒီဆိုလာတက်ဆင်ထားတဲ့ချူချူးနေနဲ့ကတော့ကျွန်တော်ဒါဆိုလာ132 kW မော်တာကိုကျွန်တော်တို့ဆိုလာနဲ့တွဲဖက်မောင်းနေတဲ့အတွက်ကြောင့်မို့ kilowatt hour အနေနဲ့ကျွန်တော်1100ကျော်လောက်ဒီနေ့ကိုတအားရှူတာသုံးဆဲနိုင်ခဲ့ပါတယ်တရိပ်ခဲနဲ့မှမြေတွေ၅ခုရှိပါတယ်အင်္ဂလန်ပြင်ဒေါ်ဒီအလေဘုတ်သွေတန်းနောက်တောင်ဝဲဈေးကုန်းဆိုရင်၅ခုရှိပါတယ်ဒီ solar system နဲ့ အဲဆောင်ရတာတော့နိုင်ငံတော်ရဲ့ဒီဒါအလို့ရှိများနေအချိန်မှာကျွန်တော်စုလာနေတစ်ဖက်တန်းကူညီကြတော့အများကြီးကျေးဇူးတင်ရှိပါတယ်ဗျဟုတ်ကဲ့ရခုအိုင်ကလောင်လျှက်စင်မြေတင်လုပ်ငန်းမှာလှိုင်းမြေကရေကိုရေစုပ်ဆက်များပြင်ဆုပ်တင်ပြီးတိုက်ကြီးမြို့နယ်မှာရှိတဲ့ကျေးရွာတွေဖြစ်တဲ့အိုင်ကလောင်ရွာရွာတော်ရွာဖိုးခေါင်ရွာတော်ခရမ်းရွာခုနှစ်ချိုင်အနောက်စရရွာ900ရှိလင်ရမြေများသို့ဆိုလာစနစ်သုံးပြီးရေပေးဝယ်လျက်ရှိတယ်လို့လည်းသိရှိရပါတယ်ရှင်